ယူရိုမှာလဲစကိုင်းပီယာသာချန်ကင်မှာလဲစကိုင်းပီယာသာရုပ်စွာဆုံးလေကဲဟီးရိုးတွေဖြစ်တဲ့မီယာလီလာစီစီလီယွန်တို့မှာတော့ဂိမ်းစာပိုင်းကင်းနှကောင်၃កောင်လောက်ရရင်စကိုင်းပီယာသာဆက်လာကြတာတွေ့ရပါတယ်မင်းကျင်တာလို့လို့လားဒါဆိုစကိုင်းပီယာသာဘလို့လွတ်လွတ်လဲတစ်ချက်ကြည့်လိုက်အောင်စကိုင်းပီယာသာက1500ပဲပေးရတယ်ဒီ short စီတဲလန်းနဲ့ဆို1400ကျော်ကျော်လေးပဲကြာမယ်ဆိုတော့ဂိမ်းစောပိုင်းမှာ ဆက်ချင်ဆက်လို့ရတဲ့ item တခုပါမစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ကိုကိုင်းနဲ့ hero light physical attack 60ဒါမှမဟုတ်ရင် magic power 60ရမယ် movement speed လည်း15မြန်လာမယ်ဒါကဝင်လိုက်တာ ਨੇ ချက်ချင်းရမှာ sky fire တဲ့ passive က execute spell နဲ့ပုံစံတူရလို့ပြောလို့ရပါတယ်အဲ့တော့ execute spell ကြောင့်တစ်ချက်တော့ကြည့်လိုက်အောင် execute spell ကတရားကို hero level တစ်ခုတိုင်းမှာ10ပေါင်းမယ် ပြီးတော့အန်နမီယော့နေတဲ့သွေးပမာဏရဲ့73ရာခိုင်နှုန်းကိုပါထပ်ပေါင်းပြီးတော့ true damage ပေးပါပါဥပမာကိုက level 15အန်နမီကသွေးတစ်ထောင်ယော့နေရဆိုပါတော့ဒီလောက် damage ကို true damage အနေနဲ့အန်နမီကိုထိစေပါပါအေးစကျုသုံးတဲ့အချိန်အန်နမီမှာရှိရှိနေမယ်ဆိုရင်တော့အေးရှိရအသုံးဝင်ပါဘူးစေပါနာတာလီယာဆလီနာကာဂူရာတို့လိုဟီးရိုးမျိုးတွေမှာကိုမိုတကွက်နဲ့မပြတ်ခဲ့သည်ရှိတော့သုံးဖို့ပါ ဂိမ်းစောပိုင်းတော့အတုံးဝင်မိမဲ့ဒမ်းမေးလောက်သွားပြီဆိုရင်တော့တင်းမိတ်တွေစီကကေးလူးလို့ရတယ်ကောက်စားစပယ်ဖြစ်သွားမှာပါဒါက ACG စပယ်ကြောင့်ပါ Sky Piazza ရဲ့ပတ်စစ်ကလည်း ACG နဲ့ခက်စင်စင်တူပါတယ်တွေး၄00ခန်းတော့အောက်ရောက်နေတဲ့ NMU ကိုဒမ်းမေးပေးရင်တန်းရှော့အောင်လုပ်လို့ရပါတယ်အဲ့လိုရှော့အောင်လုပ်လိုက်တာနဲ့ stat 10ခုရမယ် stat တစ်ခုက၄00ခန်းတော့ကို0.1ရာခိုင်နှုန်းပေါင်းမယ်အဲ့တော့ကေးတကောင်ရတိုင်း stack 10ခုနဲ့400ခိုင်နှုန်းကို100ခိုင်နှုန်းစီပေါင်းသွားမှာပေါ့ဗျာ stack က80ဒီအများဆုံးစုလို့ရမယ် stack 80ဆို400ခိုင်နှုန်းအပေါင်း100ခိုင်နှုန်း enemy တွေးရဲ့12ခိုင်နှုန်းအောက်ရောက်တာနဲ့တန်းလျှော့အောင်လုပ်လို့ရပါပြီဒါပေမဲ့ stack ဘလောက်ရနေနေကိုကတစ်ခါပြန်သေးရနဲ့ stack တွေတွေက30ခိုင်နှုန်းပြန်နှုတ်သွားမှာပါ step 10ခုရှိရဆိုတခါတည်လိုက်ရင် step 9ခုပဲကျန်တော့မယ်ဒါ sky media ရဲ့ ပတ်စစ်အကြောင်းပါအဲ့တော့ကြီးမြတ်ရရင် ACU အဖက်များတယ်ဆိုပေမဲ့ adaptive attack 60ပဲပါတဲ့ sky bias က hero ride ဆက်ဖို့လို့လို့လားမိတ်ဆွေတို့ရဲ့အထင်မြင်တဲ့အတွေ့အကြုံလေးတွေကိုကိုမတ်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်နောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်